ခေါင်းကျက်တရေမှာအခုပြောပြမယ့်ဇာတ်လမ်းလေးကတော့ကန်ထရိုက်တာတဦးဖြစ်သူကုမမောင်ရဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။သူကတော့အရင်ကအားကစားရုံတစ်ခုကိုလုပ်ကိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့နေပြည်တော်အတွင်းမှာရှိတဲ့ကန်ထရိုက်လုပ်ငန်းတော်တော်များများကိုလုပ်ကိုင်ခွင့်ရရှိသူတဦးဖြစ်လာခဲ့ပါတယ်။လုပ်ငန်းလုံဆောင်မှုအပိုင်းမှာလည်းမြန်ဆန်လာမှုကုမမောင်ဟာတစ်နှစ်အတွင်းဌာနဆိုင်ရာ project ၃လေးခုကိုလုပ်ကိုင်ခွင့်ရရှိသူလည်းဖြစ်လာခဲ့ပါတယ်။ အေးဇလန်းအစတရာကတော့သူ့အထွတ်လုပ်ငန်းရရှိခဲ့တဲ့အိမ်ဟောင်းတစ်လုံးကိုချိုချဖို့ဖြစ်ရကနေစတင်လာခဲ့တာဖြစ်ပါတယ်။ကိုမမောင်ကအိမ်ကိုဖြိုဖို့အတွက်ချိုဖြက်ရေကျွမ်းကျင်သူဦးကောင်းနဲ့အတူဦးစွာကွင်းစင်းကြည့်ရှုစစ်ဆေးမှုအတွက်ထွက်ခွာလာခဲ့ပါတယ်။မြို့စုံနည်းနည်းကြာရနေရစီကားမောင်းထွက်လာခဲ့ပြီးအင်ကြီးရှိမှကားကိုရက်လိုက်ပါရဲ့။ ။ကိုကောင်ကအိမ်ကိုမြင်လိုက်တဲ့အခါမျက်လုံးပြူးသွားခဲ့ပြီးကြောက်လန့်တုန်လှုပ်သွားတာကိုကိုမောင်မောင်မြင်လိုက်ရပါတယ်။အရင်နောက်ကိုကောင်ကတစုံတစ်ခုကိုတီးတိုးရေရွပြီးချွေးစည်းတွေပါပြန်လာတာကိုမြင်လိုက်ရပါတယ်။ဘာဖြစ်တာလဲဦးကောင်။ကိုမောင်ဒီအိမ်ကတာမန်အိမ်မဟုတ်ဘူးနော်ဒီမှာတရေ၆တယ်အရန်၆တာ ိုကောက်ပြောပြီးမှာတော့ကားအတွင်းစက္ကန့်ပိုင်းလောက်ငြိမ်သက်သွားပါတယ်။အဲဒီနောက်မှာတော့ကိုမမောင်ကဟဟပပက်ရင်မောလိုက်ပြီးခဲဟုတ်ပါပြီဦးကောင်းရဲ့အခုလိုမျိုးလူတွေမနေတာကြားတဲ့အင်းပြက်ကြီးလိုင်းကတရေခြောက်တက်ကြတာပဲလေကြောပြည့်ရဲ့နောက်မှာတော့ကိုမမောင်ကကားပေါ်ကနေဆင်းလိုက်ပြီးအင်းကြီးစီကိုလမ်းလျှောက်သွားလိုက်ပါတယ်ဦးကောင်းကတော့ကားပေါ်ကနေမဆင်းမဲကားရင်းကနေ ို့မောင်ဟေ့ကို့မောင်မသွားပါနဲ့အိမ်ထဲကိုမဝင်သွားနဲ့နော်ဦးကောင်းကလှမ်းပြီးဟန်တားနေတာကြောင့်ကို့မောင်မောင်တယောက်ဦးကောင်းကိုအိမ်ကြီးထဲဘလို့မှခေါ်လို့မရနိုင်ဘူးဆိုတာသဘောပေါက်သွားခဲ့ပါတယ်အဲဒါကြောင့်လဲတဦးတည်းကဝင်သွားကြည့်ဖို့အတွက်ဆုံးဖြတ်လိုက်ပါတော့တယ်အင်ကြီးကအရန်ကိုမှကြီးမာပြီးအိုဟောင်းပြက်စီနေတဲ့အင်ကြီးပါ။အင်ရှိမှလည်းတန်စီတက်နေပြီဖြစ်တဲ့ရှီဟောင်းကားတစ်စီးကရှိနေပါသေးတယ်။ ကိုမမောင်ကအိမ်ကြီးကိုကြည့်နေရင်ကအိမ်တွင်းစီကိုဝင်လာခဲလိုက်ပါရဲ့အထင်းကိုရောက်တဲ့အချိန်မှာတော့ဖုန်တွေအလိမ့်လိမ့်တက်နေတဲ့ပရိဘောကအဟောင်းတွေပကြီကားစက်တွေကိုတွေ့လိုက်ရပါရဲ့ကိုမမောင်ကလည်းနှံရံမှာချိတ်ထားတဲ့ပကြီကားတစ်ချက်ကိုသိချကြည့်နေမိပါရဲ့မိန်ကလေးတို့အတူတကွရိုက်ထားတဲ့ပုံလေးကိုရေးဆွဲထားတာပါဒီပုံလေးကနှစ်ဦးဟာညီမတွေဖြစ်ဟန်တူပါရဲ့ ိုမမကဘာရင်မဟုတ်ပဲဒီပစီကားစီကိုသာအာယုံရောက်လို့နေခဲ့ပါတယ်။အဲဒီတော့မှာတော့သူ့ရဲ့နားရဲကိုအင်ကြီးရဲကနေစန္ဒယာတီးနေတဲ့စားလိုက်ရပါတယ်။အဲဒါဆောင်လဲအင်ကြီးရဲကိုလှက်ပတ်ပြီးကြည်လိုက်ပါတယ်။အင်ရဲ့ထောက်တနေရမှာတော့စန္ဒယာအဟောင်းတစ်လုံးကိုချထားတာတွေ့လိုက်ရပါတယ်။ဒါပေမဲ့လည်းစန္ဒယာကိုဘသူကမှတီးခတ်မနေခဲ့ပါဘူး။ ခဏကြာမှတော့ပုံမမောင်လဲသူအရင်ကကြည့်ခဲ့တဲ့ပကြီးကားစီပြန်လဲကြည့်မိလိုက်တဲ့အခါမှာတော့သူ့ရဲ့မျက်လုံးတွေပြူကျဲလို့သွားရပါတော့တယ်ခုနကြည့်နေခဲ့တဲ့ပကြီးကားရဲ့ကအမျိုးသမီးနှုတ်မှာအမျိုးသမီးတူပျောက်ဆုံးသွားခဲ့လို့ပဲဖြစ်ပါရဲ့ကိုမမောင်လဲကြည့်နေရင်ကဘယ်အရာကမှားယွင်းနေတာလဲဆိုပြီးစတဲ့တုံ့တုံ့နေမိပါတော့တယ် အဲ့ဒီအချိန်မှာပဲစံနေရတန်ကလှလှပါပါတိခတ်တန်ထွက်ပေါ်လာခဲ့ပါတော့တယ်။သူကလှည့်ကြည့်လိုက်တဲ့အချိန်မှာတော့စံနေရရှိမှလူမရှိပါပဲ။ခလုတ်တွေက သူ့အလိုလိုရွှေရှားတိခတ်လို့နေပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အချိန်မှာတော့ဟိုမမောင်တယောက်ပို့လို့ထိတ်လန့်တုန်လှုပ်မှုတွေဖြစ်ပေါ်လာခဲ့ရပါတော့တယ်။အဲ့ဒါကြောင့်ပဲသူလည်းနောက်ကျောင်းပြန်လှည့်ပြီး တကားစီကိုအငြင်းပြေးသွားလိုက်ပါတော့တယ်။သူတကားလာရောက်တယ်ဆိုရင်ပဲတကမကြီးကသူ့အလိုလိုပိတ်ခါအင်ကြီးတစ်ခုလုံးမှောင်မဲလို့သွားရပါတော့တယ်။ကိုမမောင်လည်းတကားကိုအထဲကနေအတင်းထုနှက်လိုက်ပါတယ်။သူတကားကိုထုနေချိန်မှာပဲသူ့ရဲ့နောက်ကနေအရှိန်မဲကြီးတစ်ခုပေါ်လာကသူ့ကိုဖမ်းယူလိုက်တဲ့နောက်ကိုမမောင်တယောက်တတိလက်သွားခဲ့ရပါတော့တယ်။ ကိုမောင်မောင်တတိရလာတဲ့အချိန်မှာတော့သူ့မျက်နှာတစ်ခုလုံးဒံရဒံချက်တွေများစွာနဲ့အတူဖြစ်လို့နေပါတော့တယ်။သူလေးထွက်လာလိုက်ပြီးတကားကိုထပ်မံထုတ်လှက်လို့အစွမ်းကုန်ဖွင့်ဖို့ကြိုးစားလိုက်ပါတယ်။ဒါပေမဲ့လည်းတကားကဖွင့်မသွားပဲအပြင်ကနေလေထုံချရတဲ့တုံ့ပြန်မှုတွေတခုမှရှိမနေခဲ့ပါဘူး။သူ့စိတ်ထဲမှာဒီရင်ကြီးကနေအញ្ញံဆုံးထွက်သွားလို့စိတ်တွေကပြင်းပြလို့နေခဲ့တာပါ။ အဲဒါကြောင့်လဲအင်ဂျင်ရဲကိုဝေဝဲကြည့်လို့ကြတဲ့တကားတွေကနေထွက်ပြေးလွတ်မြောက်နိုင်မလားလို့ရှာဖွေကြည့်ခဲ့ပါတယ်။ဒါပေမဲ့သူ့မှာထွက်ပြေးနိုင်မဲ့လမ်းစာကိုရှာလို့မတွေ့ခဲ့ပါဘူး။နောက်ဆုံးမှာတော့ကိုမမောင်လဲရွေးချယ်စရာမရှိတော့ပဲထပ်ပေါက်တွေ့လို့တင်ညာဆိုပြီးအင်ဂျင်ရဲ့လေကားပေါ်ကသာဖြည်းဖြည်းချင်းနေတက်လို့သွားပါတော့တယ်။သူ့အပေါ်တက်နေတော့မှာပဲ။ အနောက်ကနေအချိန်မဲတစ်ခုဖြတ်သွားတယ်လို့ခံစားလိုက်မိပါရဲ့အနောက်ကိုအမြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့သူ့နောက်မှာပဲအရာမှရှိမနေခဲ့ပါဘူးအဲဒါကြောင့်ပဲလှေကားပေါ်ကိုဆက်တက်လိုက်တဲ့အချိန်အမျိုးသမီးတယောက်ရဲ့မိုးရှိုက်တံကိုနားထဲမှာကြားလာခဲ့ရပါတော့တယ်嘿嘿嘿嘿嘿 တယောက်အဖော်ကိုရောက်တဲ့အခါမှာတော့အဖော်ရက်မှာရှိတဲ့အခန်းတစ်ခန်းတွင်းကနေကြတဲ့ပေါက်တစ်ခုကိုလှမ်းမြင်လိုက်ရတာကြောင့်ဝမ်းသာအားရအပြေးသွားခဲ့လိုက်ပါ誒ဒေါ်လာဘရုံးဆိုတဲ့အဆိုင်ပေါက်တစ်ခုကိုတွေ့လိုက်ရပါ誒သူလည်းအခန်းတွင်းကိုတည်ထားပြီးခြေတံလုံးလုံးနဲ့ဝင်လာခဲ့လိုက်ပါ誒အခန်းတွင်းကိုရောက်တဲ့အခါမှာတော့သူ့အတွက်အနှံ့ဆိုးကြီးတစ်ခုကိုရှားလိုက်ပါ誒 အဲ့ဒါအဲ့ဒါကြောင့်လေသခင်တွေကိုလှည့်လည်ကြည့်ရှုလိုက်တဲ့အခါမှာတော့ကိုမောင်မောင်တယောက်ထိတ်လန့်တုန်လှုပ်ပြီးအလိုလိုနောက်ပြန်ဆုံးမိသွားပါတော့တယ်။ကိုမောင်မောင်မြင်တွေ့နေရတာကအိယာပေါ်မှာရှိနေတဲ့ခေါင်းမပါတဲ့အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်တစ်ခုဖြစ်လို့နေပါတယ်။သူလေးစောက်လန့်တဲ့ကြောင့်လေမျက်လုံးမှိတ်လိုက်မိပြီးတဖြည်းဖြည်းပြန်ဖွင့်ကြည့်လိုက်တဲ့အခါမှာတော့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးကို ဆက်လက်တွေ့နေရသေးဘူးအနောက်ကိုဆုတ်လိုက်ရင်ခလုတ်တိုက်မိသွားပါတော့တယ်အောက်ကိုငုံကြည့်လိုက်တဲ့အခါမှာတော့အမျိုးသမီးရဲ့ဦးကောင်းချက်ကြီးကသူ့ရဲ့ခြေထောက်အောက်ကိုရောက်လို့နေခဲ့ပါတယ်ကိုမမောင်လည်းသွေးမရှိအောင်ကြောက်လန့်သွားပြီးနောက်ဆုတ်ပြင်းရင်ကလဲကျလို့သွားရပါတော့တယ်အဲ့ဒီချိန်မှာပဲကလေးပေါ်မှာလဲကျနေတဲ့ခေါင်းမပါတဲ့ခန္ဓာကိုယ်ကြီးကသူ့အလိုလိုထလာခဲ့ပြီး အောက်မှာရှိတဲ့ဦးခေါင်းကိုကောက်ယူတက်ဆင်လိုက်ခါကိုမမောင်ထံမျက်လုံးကြူးကြီးနဲ့ကြည့်လို့နေပါရဲ့။တည့်ရဲ့အခါမှာတော့သူ့ထံကိုတဖြည်းဖြည်းနဲ့ရှောက်လို့လာနေပါတော့တယ်။ကိုမမောင်လည်းကြောက်ကြောက်နဲ့နောက်ဆုတ်ပြေးရင်ကကျရင်ပေါက်ကနေကြွကြလို့သွားရပါတော့တယ်။ ကိုကောက်တယောက်ကားပေါ်မှာထိုင်နေရင်းကသတင်းပေါက်ကနေပြုတ်ကျလာတဲ့ကိုမမကိုမြင်ပြီးကားပေါ်ကဆင်းကအနားကိုရှောက်သွားလိုက်ပါတယ်။ကိုမမစီအရာအပေါ်ကိုမော့ကြည့်လိုက်တဲ့အခါမှာတော့သတင်းတကားကနေရေမောရဲ့ရဲ့ချင်းလေးနဲ့အမျိုးသမီးတစ်ဦးကိုတွေ့လိုက်ရတာမို့ကိုမမကိုအမြန်ပွေ့ချီကအင်ကြီးနဲ့ဝေးရာစီအမြန်ဆုံးကားမောင်းထွက်ခဲ့ပါတော့တယ်။ ရဲအနေနဲ့အကြာမှာတော့ကိုမောင်မောင်တယောက်စီးရုံကလေးတစ်ခုပေါ်မှာတတိယလာခဲ့ပါလေကိုမောင်မောင်ကအိမ်ကြီးထဲမဝင်မီရေမောခဲ့မိတယ်ဆိုပေမဲ့အခုအချိန်မှာတော့ဒီအိမ်ကြီးဟာအမှန်တကယ်စောက်မက်ဖွယ်ရာတရဲချောက်တဲ့အိမ်ကြီးဆိုတာကိုလက်ခံလိုက်ရပါတော့တယ်ဒီအိမ်ကြီးမှာနေထိုင်ကြတဲ့ညီမနှစ်ဦးအနက်တဦးက ့ဆန်းနေရဆရာမဖြစ်ပြီးတဦးကအင်္ဂလိပ်စာဆရာမတဦးဖြစ်တယ်လို့သိလိုက်ရပါတယ်။ပြင်မနဲ့မှာတော့ဆန်းနေရဆရာမက သူ့အိမ်ကြီးထဲမှာရရက်ဆက်ဆက်တက်ဖြတ်ခံထားရပြီးအင်္ဂလိပ်စာဆရာမကတော့အဲ့ဒီနေ့ကစလို့ကြောက်ချင်းမလောက်ကြောက်ဆုံးသွားခဲ့တယ်လို့ဆိုကြပါတယ်။ဒီနောက်ပိုင်းမှာတော့ဆန်းနေရဆရာမဟာအိမ်ကြီးထဲမှာမချွတ်မလွတ်ဘဝနဲ့အမြဲတစေ၆လနဲ့နေခဲ့တယ်လို့သိရပါတယ်။ ကိုမမောင်ကတော့ဒီအဖြစ်တက်ကြီးနောက်ပိုင်းမှာအိမ်ကြီးစီထပ်မံသွားဖို့ကိုမြင်းဆန်လို့သာနေခဲ့ပါတော့တယ်။အိမ်ကြီးရဲ့ကခေါင်းပြတ်တဲ့ရဲဝင်းညင်ကလည်းဆက်လက်ရှိလို့နေတော့မှာပဲ။ဒီကနေ့ရဲ့ဇလန်းလေးကိုတော့ဒီလောက်နဲ့ပဲရှင်းနာခွင့်ပြုပါရှင်။နောက်ထပ်နောက်ထပ်ဇလန်းကောင်းတွေနဲ့အတူပြန်လာခဲ့ပါဦးမယ်နော်။အားပေးကြည့်ရှုကြကြလို့ဂျေဇုအထူးပဲတင်ရှိပါရရှင်။